ုံးမင်္ဂလာပါဆီယာမကနော်17လပိုင်းတရက်နော်တရက်17လ2025အတွက်ဆီယာမကအကောင်းဆုံးနော်နေ့နံတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ် ဲ့တော့ဆက်တလပိုင်းတရက်ဆက်တလ2025အတွက်အကောင်းဆုံးနံပါတ်1နေနံကစနေလေးဖြစ်တယ်เนาะနံပါတ်2နေနံကတနင်္လာလေးဖြစ်တယ်နံပါတ်3နေနံကဗုဒ္ဓဘူးလေးဖြစ်တယ်နံပါတ်4နေနံကတောက်ကြလေးဖြစ်တယ်နံပါတ်5နေနံကကြာတာလေးတွေဖြစ်တယ်ဆရာမပြန်ပြောမယ်เนาะစနေတနင်္လာဗုဒ္ဓဘူးကြာတာလေးနော်တောက်ကြเนาะတောက်ကြကြာတာတွေเนาะအဲ့တော့၅နှစ်ဖြစ်တယ်အဲ့တော့ဆရာမအကောင်းဆုံးနေ့နံတွေကိုဖတ်ကြားပြီးတဲ့အခါမှာပေါ့เนาะ အဲ့တော့အကောင်းဆုံးနေ့နဲ့၅မျိုးရှိတဲ့အပြင်မှာဆရာမကစနေနေ့နဲ့နေ့ကိုပေါ့နော်၁၇လပိုင်းအတွက်စနေနေ့နဲ့နေ့ရဲ့ကံကြမ္မာတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်เนาะအဲ့တော့နံပါတ်၁ပေါ့နော်အဲ့တော့ဒီမှာเนาะစနေနေ့နဲ့နေ့က နော်ဒီမှာမွေးပုံကြီးကိုကြပါတယ်เนาะအဲ့တော့မွေးကက်ပေါ့เนาะမွေးကက်ကိုတဲရော့ကက်မှာမွေးမွေးကက်ကိုကြတဲ့အတွက်ပေါ့เนาะအဲ့တော့အစိမ့်ရှိသောအစားအစာတွေအစိမ့်ရှိသောတဒဝါတွေဆုံးသွေးရဲ့ပြူစားခြင်းတွေခံရတဲ့တယ်เนาะအဲ့တော့လီနိုမန်ကက်ကလေးကတော့သူကမြင်းတစ်ကောင်မြင်းနှစ်ကောင်ပေါ့เนาะရွှေမြင်းတစ်ကောင်ငွေမြင်းတစ်ကောင်စီးနင်းလာတဲ့မိန်ကလေးတွေเนาะမိန်ကလေးဆိုရင်မိန်ကလေးဆိုရင်အဲ့တော့เนาะကိုကိုကူညီမဲ့လူတွေကံကောင်းမဲ့သူတွေအများကြီးရဲ့ကူညီခြင်းတွေရတဲ့တယ်ရမယ်ရခဲ့ရှိတယ်เนาะယောက်ျားလေးတွေဆိုရင်လည်းမိန်ကလေးအကူအညီတွေရတဲ့ က်တယ်เนาะအဲ့တော့ဓာတ်တွေကဓာတ်အကွေး6ချောင်းပေါ့เนาะဓာတ်အကွေး6ချောင်းဓာတ်အကွေး6ချောင်းမှာမှာဓာတ်မှတ်တစ်ချောင်းပေါ့เนาะတကယ်ကိုတမတမတ်ကြောက်ရတဲ့သူတွေရဲ့ ပေါ့နော်စိတ်တက်မကောင်းတဲ့လူတွေရဲ့တိုက်ခိုက်ခြင်းတွေခံရတဲ့တမတမတ်ကြသောသူတွေရဲ့ကုညီခြင်းတွေကိုရရပါတယ်တဲ့နော်ရမယ်ရခင်းရှိတယ်တဲ့နော်အဲ့တော့နောက်နံပါတ်ပေါ့နော်ဒီနိုမန်ကက်ရဲ့နံပါတ်၄မြောက်ကက်ကတော့သူကဒုတ်ချောင်းခုနှစ်ချောင်းနော်ဒုတ်ချောင်းခုနှစ်ချောင်းကိုပြထားတာဒုတ်ချောင်းခုနှစ်ချောင်းကိုပြထားတယ်ဟဲ့ဆိုရင်တဲ့နော်အဲ့တော့ဒုတ်ချောင်းခုနှစ်ချောင်းဆိုကံကောင်းခြင်းတွေမိမိဘဝမှာကံကောင်းစွာရေးချယ်နိုင်ခြင်းတွေကိုပြုလုပ်နိုင်တဲ့အနေအထားတွေရှိတယ်ဒီနှစ်ထဲမှာစနေနေ့နံနေနဲ့အကျိုးမပေးတဲ့နေ့နံတွေရတော့တဲ့နော်မတည့်သောနေ့နံတွေကကြာတာရေးတွေဖြစ်တယ်တဲ့ ဲ့တော့ဂျာသာပရိသတ်ဂျာသာပရိသတ်မိတွေနဲ့မတည့်ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အိမ်အောင်ဘက်ဖြစ်နေလဲရွေးချယ်လို့မရဘူးတဲ့နော်ဒုတိယအကောင်းဆုံးနေနံကတော့တဲ့နော်အဲဒုတိယပေါ့နော်သူကိုသူနဲ့အကျိုးပေးတဲ့ တဲ့တဲ့နေနံတွေကတော့ဗုဒ္ဓူးတွေဖြစ်တယ်တဲ့เนาะဒီနှစ်ထဲမှာစနေသားသမီးတွေရဲ့ပေါ့เนาะစနေသားသမီးတွေရဲ့အချိုးဘေကနန်းတွေက93အချိုးဘေကနန်းဖြစ်တယ်ထီကနန်းတွေမှာ93အချိုးဘေကနန်းဖြစ်တယ်တဲ့ဒီနှစ်ထဲမှာစနေသားသမီးတွေကစက်တူရှယ်ယာလုပ်ငန်းတွေအချိုးပေးတယ်မိမိတဲ့အသက်အပြည့်ကြီးသူဂုံအပြည့်ကြီးသူတွေကုညီရင်းနဲ့ခံရတတ်တယ်စိတ်ချမ်းသာစေစာစိတ်ချမ်းသာဖို့ဇက်တိုက်ရမယ့်အနေအထားတွေရှိတယ်သူတပားကိုပေါ့เนาะကုညီပေးရမှုတွေများတယ်အိုးအိမ်အစ်စ်တွေရတတ်တယ်เนาะအဲ့တော့စက္ကိစเนาะစက္ကိစ နော်အင်္ဂါနံနဲ့ပတ်သက်တော့ဆက်နော်ဖုံးဆက်တွေပေါ့နော်အဲ့ဒါတွေအကျိုးပေးတယ်ဒါပေမဲ့ခဏခဏပျက်စီးတတ်တယ်တဲ့ဆွေမျိုးကျမရင်းညံ့တော့သတင်းကြားရတဲ့ သင်ကိုယ်တိုင်လည်းကျန်းမာရေးညံ့တတ်ပါတယ်တဲ့နော်အဲ့တော့ဥကောင်းနဲ့ပတ်သက်သောဝေဒနာတွေဖြစ်တတ်တဲ့ခေါင်းမူတာတွေဖြစ်တတ်တဲ့သူတော်ဘာကိုပံမိုးရသောကြောင့်ငွေတွေကုန်တတ်တယ်အဲဘလောက်ပဲငွေတွေကုန်ကုန်ကိုယ့်ကိုအကောင်းပြောခြင်းမခံရဘူးရွှေမျိုးအကျိုးမပေးဘူးဒီနှစ်ထဲမှာစနေသားသမီးတွေကအချစ်ရေးတွေမှာအင်တန်ကန်ကောင်းပါတယ်တဲ့နော်အဲ့တော့၁၇လပိုင်းမှာအကောင်းဆုံးနေနိုင်နေရပေါ့နော်အဲ့တော့စနေသားသမီးတွေဖြစ်တယ်လောင်ငယ်သားခန္ဓာကိုအောင့်နာအဲ့ဒါတွေဖြစ်တတ်တယ်တဲ့ဖြစ်မဖြစ်သိဖြစ်ကင်းရှိရဆိုရင်ဇာတ်တော့မလို့ဒီနှစ်ထဲမှာစနေရစီးပွားတက်ခြင်းအဆင်ပြေခြင်းနော် လွဲကြော်နေတဲ့ဟာတွေကပြန်လဲတက်မှတ်ခြင်းတွေ ရလိမ့်မယ်ရမယ်ရခင်ရှိရတဲ့เนาะအဲ့တော့စနစ်သားသမီးတွေကဖယားမှာကံကောင်းခြင်းတွေရဖို့အတွက်ထက်ညက်ခဲကိုးခဲလှူပါတယ်เนาะအဲ့တော့ဆက်တလပိုင်းမှာဗယ်နေဖြစ်ဖြစ်လှူလို့ရတယ်เนาะအဲ့တော့ဆယ်မဗုဒ္ဓဘူးလို့မေးရင်သူကယာဟုသမားတွေကလာပြောဆယ်မယာဟုရောပါလာယာဟုနဲ့ဗုဒ္ဓဘူးအတူတူပဲမနှမိုးညံ့နေမျိုးပဲကောက်ရတာเนาะအဲ့ဒါလေးရှိရထက်ညက်ခဲကိုးခဲလှူပါတယ်เนาะအဲ့တော့လှူပြီးတော့မှဖယားကိုမျက်စောပြားရှင်ကိုတော့မျက်ကြည့်ကိုလှူလှူပြီးတော့မှပဒိစိတ်ရမယ်နမောဗုဒ္ဓသနမောဗုဒ္ဓသဆိုပဒိတပတ်ပဲစိတ်ရမယ်เนาะအဲ့တော့ဗယ်နေစိတ်စိတ်ရတယ် ်17လပိုင်းမှာဘယ်နေ့လှူလူရပါတယ်တဲ့ဒါเนาะအကောင်းဆုံးရေရရာတွေဖြစ်တယ်တဲ့အဲ့တော့ဒီနှစ်ထဲမှာအကောင်းဆုံးနေ့နဲ့ကစနေတနင်္လာဗုဒ္ဓတောက်ကြာကြာတာရီတွေဖြစ်တယ်เนาะအဲ့တော့စနေသားသမီးတွေကသတိထားရမှာတော့เนาะအစားအသောက်တွေအစိတ်တွေပေါ့เนาะအားရသတိထားရမယ်ကြားတဲ့တဲရော့ကက်တွေကလည်းညံ့နေတာဖြစ်တဲ့အတွက်ပေါ့เนาะအားလေးရှိရတဲ့เนาะစနေသားသမီးတွေကစကားပြောဆင်ခြင်မှာเนาะရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းတွေအများကြီးခံတတ်တဲ့ရွှေမျိုးတွေရဲ့ပေါ့เนาะအဆင်မပြေမှုတွေကိုကိုကကူညီပေးရတတ်တယ်အားလေးဖြစ်တတ်ပါတယ်အဲ့တော့စနေသားသမီးနေနဲ့တကော ်အလန်နော်ခုနှစ်နေဝါရှင်နေတာသားသမီးတွေအားလုံးကောင်းကျိုးလိုရဆန္ဒတွေပြေဝကြပါစေ